အားလုံးပဲမင်္ဂလာပါရှင်။ဟောတာကတော့ဘူစားပဲပဲဖြစ်ပါတယ်။ဘူစားပဲကိုနီမျိုးမျိုးနဲ့လှုပ်ရှားတာကိုအားလုံးကလည်းသိပြီးသားပဲဖြစ်မှာပါเนาะ။ဒါကြောင့်မို့ကြော်စားတဲ့နီးကိုလည်းအန်တီနာငွေပြောတော့ပဲနဲ့ချမ်းမရေးအတွက်အကျိုးရှိတာလေးကိုပြောပြပါမယ်နော်။ဘူစားပဲမှာဗီတာမင် A, ဗီတာမင် B12, ဗီတာမင် B1, ဗီတာမင် C, တန်ဓာတ်မက်ဂနီဆီယမ်၊ပိုတက်ဆီယမ်ဓာတ်တွေတတ်တုဓာတ်တွေအများကြီး ပါဝင်တဲ့တွေ့ကြုံလို့စက်မရေးတွေ့အများကြီးထောက်ကူပြုစီတယ်လို့သိရပါတယ်နော်ဘူစားပဲဒီရဲ့စက်မရေးအတွက်အသုံးဝင်မှုတွေကတော့အမြင်သာပေါများစွာပါရှိတဲ့တွေ့ကြုံလို့ဦးနဲ့ဦးမကြီးလမ်းကြောင်းထဲမှာရှိတဲ့အကြီးအချွဲတွေကိုရှော့ချပေးတဲ့အတွက်ဦးမကြီးကင်ဆာဖြစ်စေနိုင်မှုကိုကာကွယ်ပေးတယ်ဝမ်းချုပ်ခြင်းကိုလည်းကာကွယ်ပေးတယ်အသက်အရွယ်ကြီးရင်လာတဲ့ဖြစ်တတ်တဲ့အသားရေပေါ်မှာဖြစ်ပေါ်တတ်တဲ့အရေးအကြောင်းတွေကိုလည်းဟန်တာပေးတယ်တဲ့ နောက်ထာနှလုံးခုန်နှုန်းနဲ့တွေးဖြစ်အားကိုလည်းထိန်းချုပ်ပေးတဲ့အတွက်ကြောင့်မလို့တွေးသူလည်းကျစီတယ်တဲ့ကိုလက်စထရောကိုလည်းဆော့ချပေးတဲ့အပြင်တွေးကြောမရဲ့နိုင်ရန်တိဆောက်မှုလည်းများစွာထောက်ကူပြုတဲ့အတွက်ကြောင့်မလို့တွေးကြောပိတ်ဆို့မှုလည်းသက်သာရော့နေစေတဲ့အပြင်နှလုံးရောဂါဖြစ်ခြင်းနဲ့လည်ဖြတ်ခြင်းကိုလည်းကာကွယ်ပေးနိုင်တယ်တဲ့နော်ဘူစားပေဒီကိုစားတုံးပီးချင်းဖြင့်အယူအာနေချင်းမှလဲကျူတင်ကာကွယ်ရလဲရတယ်လူအစိမ့်ရောင်ယောဂနဲ့ပါနာရင်ချက်တူကိုလဲ ထီရောက်စွာကုတပေးနိုင်တယ်လို့လည်းသိရပါသေးတယ်နော်နုတိုက်မိခင်ဒီအတွက်ဆိုရင်လည်းဒီပူစာပဲတီးကိုမဖြစ်မနေစားတုံးပေးတဲ့နယ်လို့လဲဆိုထားပါသေးတယ်เนาะပြီးတော့နှလုံးထဲမှာအောက်ဆီဂျင်ပြတ်လတ်မှုကိုကာကွယ်ပေးပြီးတော့နှလုံးထဲမှာတွေးပမာဏကိုလည်းမြင့်တင်ပေးတဲ့အတွက်ကြောင့်မို့နှလုံးကိုလည်းကျန်းမာစေတယ်လို့ပြောထားပါသေးတယ်เนาะ ွေးထဲမှာရှိတဲ့တရားပမာဏကိုပုံမှန်ဖြစ်စေတဲ့အတွက်ကြောင့်မို့စီးချိုဓမားတွေအတွက်ပူပြီးတင်းတော်တယ်ပူစားပဲမှာကကယ်လိုရီပါဝင်မှုနှိမ့်ချပြီးတော့ပြေဝစီလုံးဝမပါတဲ့အတွက်ကြောင့်ကိုလေးချိန်ထိန်းလူသူများအတွက်လည်းအဖို့မွန်ကောင်းဖြစ်တယ်လို့သိရပါသေးတယ်နော်ချစ်ရှုအားပေးကြသူများအားလုံးကိုကျေးဇူးအထူးတင်ပါတယ်ရှင်မိတ်ဆွေများအားလုံးကြားမပျော်ရွှင်ရှိကြပါစေလို့အန်တီနန်းဆုတောင်းပေးလိုက်ပါတယ်နော်။